မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူအသေးစိတ်လ ీల ဆွေးနွေးတော်မယ့်အကြောင်းအရာကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ခေအဆက်ဆက်လူပေါင်းများစွာရဲ့ဘဝတွေကို အတိုင်းအတာတစ်ခုအထိပြောင်းလဲစေခဲ့တယ်လို့ဆိုကြတယ်စာအုပ်တအုပ်ကြောင်းဟုတ်တယ်အချိန်ချင်းလဲပြန်ရိုင်းနေခဲ့ရတယ်ဒီနေ့အထိလဲလူတွေပြောင်းနေကြတော့ပဲနပိုလီယွန်လျှို့ရဲ့ Think and Grow Rich ပါမြန်မာလိုတော့စဉ်းစားပြီးချမ်းသာအောင်လုပ်နေပါလေမှန်ပါတယ်ဒီစာအုပ်ကထွက်ခဲ့တာဆယ်စုနှစ်တည်းတော်တော်ကြာပြီ ဒါမဲ့အခုခေတ်လုံငုံရှင်နေတောင်မမကိုဘွားတိုးတက်ရတူတက်ကြောင်ရှာဖွေနေတဲ့ဘဒုမဆိုးအတွက်ဘာကြောင့်ဒီလောက်ထိအရေးပါနေရတယ်လဲအဲ့ဒါလေးကိုဆွေးနွေးချင်တာပါဟုတ်တယ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါဟုတ်တယ်နော်အဓိကအချက်ကတော့ကျွန်တော်တို့ရဲ့အတွေးတွေကကိုယ့်ရဲ့လက်တွေ့ဘောကိုပုံဖော်နိုင်တယ်ဆိုတဲ့အယူအဆပဲဟုတ်တယ်မလားဒါပေါ့အဲ့ဒါအဓိကပါပဲဆိုတော့ဒီစာအုပ်ဘလူးဖြစ်လာတာလဲသူ့ရဲ့နောက်ွယ်ကဇလန်းလေးနဲ့လောက်ကြော်ရပေးပါလား ြောရင်ဒီစာအုပ်ကဖြိုးဖြည့်ရဲ့တက်တက်တော့လုံးဝမဟုတ်ခဲ့ဘူးဟုတ်ဒါအမေရိကန်သမိုင်းမှာအင်မတန်အောင်မြင်ခဲ့တဲ့ပုံကိုယ်တွေရဲ့လက်တွေ့ဘဝအတွေ့အကြုံတွေသူတို့ရဲ့အောင်မြင်မှုရုပ်ခွက်ချက်တွေကိုစူးစီးထားတဲ့တဦးချင်းအောင်မြင်မှုဆိုင်ရာလမ်းညွှန်ကြမ်းတစ်ခုလိုထင်နေတာလမ်းညွှန်ကြမ်းတစ်ခုလိုဟုတ်တယ်နပိုလီယန်ဟိုးကသူခိကတမနီထရေဂျီအန်ဒရူးခန်နီဂျီရဲ့အဲစင်ခေါ်မှုတစ်ခုနဲ့ဒီခီးကိုစခဲ့တာပါ ခါနီဂျီကသူ့ရဲ့ကြွယ်ဝမှုရုပ်ဝတ်ချက်ကို တာမန်လူတွေနဲ့လလန်းမီသုံးနိုင်မဲ့ formula တစ်ခုရှာဖွေတင်ပြဖို့ Hill ကိုတာဝန်ပေးခဲ့တယ်။တာဝန်ပေးခဲ့တယ်။ဆိုတော့ဒီအတွက် Napoleon Hill ကနှစ်ပေါင်း20နှစ်ကျော်အချိန်ယူပြီးတူတွေ့သနလုပ်ခဲ့ရတာ။20နှစ်ဟုတ်တယ်။ Henry Ford တို့ Thomas Edison တို့လိုနာမည်ကြီးပုဂ္ဂိုလ်တွေအပါအဝင် လူပေါင်း9လကျော်ရဲ့ဘဝတွေအတွေ့အကြုံတွေကို လေ့လာသုံးသပ်အင်တာဗျူးတွေလုပ်ခဲ့တာ။လူပေါင်း9လကျော်အန်တွန်ဆေးအဘဲ ကန်လကြီးရဲ့ရည်မဲချက်ကဒီအောင်မြင်မှုဖော်မြူလာဟာလူတိုင်းအတွက်တကယ်လက်တွေ့ကျတဲ့အတုံးချနိုင်တယ်ဆိုတာတတ်တည်ပြဟုတ်ပဲဟေးကိုရန်ကလည်းစာအုပ်ကိုအပေါ်ယံဖတ်ယုံမဟုတ်ပဲတ냐ကိုတခန်းနှုံးနဲ့နည်း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 လေ့လာဖို့အရေးကြီးတဲ့ထက်တဲ့စာကြောင်းတွေကိုမှတ်သားပြီးပြန်စဉ်းစားဖို့နောက်ပြီး master mind လို့သူခေါ်တဲ့လေ့လာရေးအဖွဲ့ငယ်လေးတွေဖွဲ့ပြီးအပြန်လန်ဆွေးနွေးဖို့အထိတိုက်တွန်းခဲ့တာ ဆိုလိုတာကဖတ်ပြီးရင်လက်တွေ့ပြန်သုံးသပ်ဆွေးနွေးဖို့လိုတယ်ပေါ့ဒါပေါ့လက်တွေ့အသုံးချဖို့ရည်ရတာကိုဟုတ်ကဲ့နှစ်ပေါင်း25နဲ့သူတည်စနာလူပေါင်း900ကျော်ရဲ့အတွေ့အကြုံတွေကိုပေါင်းခံထားတဲ့ဆိုတော့တကယ်ကိုတန်ဖိုးရှိတဲ့အနှစ်ချုပ်တီဖြစ်မှာပဲဒါဆိုရင်ဒီစာအုပ်ထဲကနီလန်းဒီအတွေ့ခေါ်တွေကလူဒီရဲ့လက်တွေ့ဘဝမှာတကယ်ပဲအပြောင်းလဲတွေဖြစ်စေဟဲ့လားဥပမာလေးတွေရှိရင်လဲရှိရပါဘောဥပမာတွေအများကြီးပဲ တကယ်စိတ်ဝင်စားဖို့ကောင်းတာကဆာရဲသူနပိုလင်ဟဲရဲ့တားကိုတိုင်ဘလဲဟဲပေါ့သူတားကိုတိုင်ဟုတ်တယ်သူကမွေးရပါနားလုံးဝမကြားဘူးဒါမဲ့ဟဲကသူ့တားကိုနားမကြားတဲ့ဘဝနဲ့အဆုံးသတ်စေမှာမဟုတ်ဘူးဆိုတဲ့အင်မတန်ပြင်းပြတဲ့စန္ဒနဲ့ယုံကြည်မှုနော်ဘီဒီဆောက်ထက်ကအခြေခံမူတွေကိုအသုံးချပြီးစ조사ခဲ့တာဟွန်းနောက်ဆုံးမှာဘလဲကနားတစ်ဖက်အနေငယ်ပြန်စားနိုင်ခဲ့ရုံမကဘူး သူ့ရဲ့အားနည်းချက်ကိုတခြားသူတွေကိုကူညီပေးနိုင်တဲ့အားသာချက်တစ်ခုဖြစ်ပြောင်းလဲနိုင်ခဲ့တယ်။အားနည်းချက်ကနေအားသာချက်ဖြစ်သွားတာ။ဟုတ်တယ်။နောက်တစ်ယောက်ကစင်စနတီကအဖျုတ်သမအားသာနက်ရှ်သူလုပ်ငန်းကဒေဝါလီခရရတော့မဲ့အခြေအနေမှာဒီစာအုပ်ထက်က formula တွေကိုသူ့ဝန်ထမ်းတွေနဲ့အတူလေ့လာအသုံးချကြည့်ခဲ့တယ်။ဟုတ်ကဲ့ ရလကတော့သူ့လုပ်ငန်းဟာမယုံနိုင်လို့ပြန်ပြီးအောင်မြလာပြီးသူ့ကိုယ်လိုက်ထထေးဖြစ်သွားတယ်။အချိန်နဲ့ဆိုးနေပြန်လဲနလန်ထူလာတာပေါ့။တကယ်ကိုပြောင်းလဲသွားတာ Edwin C. Bond Zaglan ကလည်းအယံနာမည်ကြီးတဲ့။သူက Thomas Edison နဲ့လက်တွဲအလုပ်လုပ်ချင်းတဲ့အပြင်းပြတဲ့ဆန္ဒတခုတည်းပဲရှိတာ။ပိုက်ဆံမရှိဘူး။음။ယထာကို CV Edison C. ဟောင်းအောင်တွားခဲ့တယ်။အစားပိုင်းတော့အောက်ခြေတိန်အလုပ်ပဲရခဲ့ပြီမဲ့။သူ့စိတ်ထဲမှာ Edison ရဲ့စီးပွားရေးလုပ်ဖို့ကိုက်ဖက်ဖစ်ကိုဖျက်ရမယ်လို့အမဲဆွဲနေတာ။ စိတ်ကပြင်းထန်နေတာဟုတ်တယ်အခွင့်အရေးကိုစောင့်နေနောက်ဆုံးတော့တကယ်ပဲအက်ဒီဆင်ရဲ့လှုပ်ဖို့ခိုက်ဖက်ဖြစ်လာခဲ့တယ်ဒါကပြင်းပြတဲ့ဆန္ဒရဲ့စွမ်းအားကိုတကယ်ပြတာတကယ်စိတ်ဝင်စားဖို့ကောင်းတယ်နော်ဆန္ဒရှင်လမ်းရှိတယ်ဆိုသလိုပဲ Charles M. Schwab ဆိုရင်လေဒီဆောက်တဲကလူဝတ်ချက်ကြီးကိုတုံးပြီး Andrew Carnegie ကို USD Corporation ကြီးတီထောင်နိုင်အောင်ကူညီခဲ့လို့သူ့ကိုယ်တိုင်လည်းဒေါ်လာတန်ပေါင်းများစွာချမ်းသာသွားခဲ့တယ် ဒီဥပမာတွေကတကယ်အားတည်စရာပါအထူးသဖြင့် burn sit ဇန်လန်းပေါ့အခက်ခဲတွေအများကြီးကြာကနေပြင်းပြတဲ့စန္ဒ burning desire တခုတည်းနဲ့ကိုလိုချင်တဲ့ပန်းတိုင်ကိုရအောင်သွားနိုင်တယ်ဆိုတာထင်ရှားတယ်မှန်ပါတယ်ဒီလိုတူးချမ်းအောင်မြင်မှုတွေပြင်ဒီစာအုပ်ရဲ့အခြေခံမှုတွေကိုတရားဝင် အတိမတ်ဖြူခဲ့တဲ့တခြားထင်ရှားတဲ့ခေါင်းဆောင်ကြီးတွေရောရှိခဲ့တယ်လားအိုးရှိခဲ့ပါတယ် အမေရိကန်နေသမရဟောင်းဝူဒရူဝူဇန်ဆိုင်ရင်နပိုလီယန်ဟီလ်ရဲ့ဇွဲလုံးလာကိုတီးချီယူခဲ့တယ်လို့မတ်စတာမိုင်းဆိုတဲ့ပူပေါင်းဆောင်ရွက်မှုအခြေခံသဘောတရားကိုလည်းသဘောကျအကြောင်းပြောခဲ့ဘူးတယ်သမရကူရန်ကဟုတ်တယ်နောက်ကုန်တိုင်းလုပ်ငန်းရှင်ကြီးဂျွန်ဝါနာမေကာဆိုရင်သူ့လုပ်ငန်းမှာဒီစာအုပ်ထက်ကအခြေခံမှု16ချက် law of success တနမ်းမှာပါတယ်မှုတွေပါကိုနှစ်ပေါင်းသုံးဖက်ကျော်လက်တွေ့သုံးခဲ့လို့မှန်ကန်ကြောင်းသူကိုယ်တိုင်တက်တေခံနိုင်တယ်လို့တော့ဆိုခဲ့တယ်နှစ်30ကျော်ဟုတ်တယ်ကင်မရာနဲ့ flint တီထမှုမှာရှေ့ဆောင်ဖြစ်ခဲ့ George Eastman ကလည်းဒီလေ့ကျင့်မှုတွေကငွေကြေးနဲ့တိုင်းတာလို့မရတဲ့တန်မိုးရှိတဲ့ရည်သွေးတွေကိုပေးတယ်လို့မှတ်ချက်ပေးခဲ့တယ်ဟွန်းနော် American အလုံသမားလှူရှာမှုရဲ့ဖခင်လို့ပြောရမယ် Samuel Gompers ကတော့ဒီအတွေးခေါ်တွေကိုကောင်းကောင်းနားလေကျွမ်းကျင်သွားရင်ကြာရှုံးဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲလို့ပြောခဲ့တယ်။ဟုတ်ကဲ့ဒီလိုအတိအမှတ်ပြုမှုတွေကဒီစာအုပ်ရဲ့သုံးစာနဲ့ရေးပါမှုကိုပိုးပြီးခိုင်မာစေတာပေါ့။ဒါပေါ့ဒီလောက်ထင်ရှားတဲ့ပုံကိုယ်တွေကထောက်ခံခဲ့တာကိုအဲ့ဒီခစ်ကခေါင်းဆောင်ဒီလုပ်ငန်းရှင်ကြီးတွေဒီတော့အလေးထားခဲ့တယ်ဆိုတော့ ီအခြေခံမှုတွေကတကယ်ကို အစွမ်းထက်ခဲ့ပုံပဲဒါမဲ့အဲ့ဒါကလွန်ခဲ့တဲ့ဆက်စွန်းတွေကအခြေအနေတွေလေဟုတ်ပါတယ်အခုလောအရာအလုံးပြောင်းလဲမြန်ဆန်နေတဲ့ digital ခေတ်ကြီးထဲမှာတော့ဒီစာအုပ်ထဲကအနစ်ရာနှီးပါတက်တန်ရှိနေပြီဖြစ်တဲ့အခြေခံမှုတွေကအခုခေတ်လုပ်ငန်းရှင်တွေဖန်တီးရှင်တွေတောင်းမှုရိုးရိုးကိုးပွားတိုးတက်မှုကိုလိုလားတူတဲ့အတွက်ဘလူးလုတ်ပြီးအသုံးဝင်နေရောမှာလဲ ဘာကြောင့်အရေးပါနေစဲလဲအဲ့ဒါလေးကိုနည်းနည်းတေးစိတ်ဆွေးနွေးကြည့်အောင်ဒါကအရေးကြီးဟုမိခွန်ပဲအဓိကအဖြေကတော့ဒီစာအုပ်ထဲမှာတင်ပြထားတဲ့အခြေခံမူတွေဟာလူတဘာဝစိတ်ပညာနဲ့ပြောရင်စစ်ကြဝဠာရဲ့နိယမတရားအချို့ပေါ်မှာအခြေခံထားလို့ပဲအချိန်နဲ့မဆိုင်ဘူးပေါ့ဟုတ်တယ်အချိန်ကာလခေတ်စမိုင်းနဲ့မတဆိုင်ပဲမန်ကန်နေစေထင်နေလို့ပါအခြေခံမူပစက်တစ်ဆက်ကဆက်လုံးကိုတစ်ခုချင်းပြောဖို့တော့အချိန်မရတော့ဘူးဒါပေမဲ့အဓိကကြပြီး ဒီနေ့ခေတ်နဲ့တိုက်ရိုက်ဆွတ်ဆက်မှုအရှိဆုံးလို့ထင်တဲ့အချက်လေးတွေကိုအုပ်စုဖွဲ့ပြီးဆွေးနွေးကြည့်အောင်လားကောင်းပါတယ်ဘယ်လိုအုပ်စုတွေလဲပထမအုပ်စုကတော့စိတ်ဆွမ်းအားရဲ့အခြေခံများလို့ပြောလို့ရမယ်ထင်တယ်စိတ်ဆွမ်းအားရဲ့အခြေခံများဘယ်ချက်တွေပါမလဲအဲ့ဒီမှာအဓိက၃ချက်ကိုပြောချင်တယ်ပထမဆုံးနဲ့အရေးကြီးဆုံးပဲပြင်းပြသောစန္ဒ burning desire ဟုတ်တယ်ဒါဟာအောင်မြင်မှုမှန်သမျှရဲ့စာမတ်ပဲကိုပါကိုတကယ်လိုချင်တာလဲဆိုတော့ရှင်းရှင်းလင်းလင်းသိရမယ် ပြီးတော့အဲ့ဒါကိုရကိုရရမယ်ဆိုတဲ့ဆွဲလန်းမှုအဆင့်ထိပြင်းပြတဲ့လိုချင်စိတ်ရှိဖို့လိုတယ်ဆွဲလန်းမှုအဆင့်ထိဟုတ်တယ်ဆိုတော့ကောင်အက်ဒရင်စီဘာန်စ်ကအက်ဒီဆန်နဲ့လက်တွဲဖို့အစံတမျိုးပေါ့ဒါမှမဟုတ် RU Derby ဆိုတဲ့လူရွှေတူးတာရွှေကြောနဲ့တုံးပေအကွာမှာလက်လျှော့လိုက်မိလို့သင်္ကန်းစာရပြီးနောက်ပိုင်းအာမခံရောင်းတဲ့အခါ no ဆိုတိုင်းလက်မခံပဲဇွဲနဲ့ရောင်းတာอืมသင်္ကန်းစာယူပြီးဇွဲမလျှော့တာဒါတွေအားလုံးကပြင်းပြတဲ့အစံတရဲ့ဆွမ်းအားပဲ ဒုတိယအချက်ကယုံကြည်မှု faith ယုံကြည်မှုဒါကကိုယ့်ရဲ့စံတားတွေတကယ်ဖြစ်လာနိုင်တယ်ဖြစ်လာလိမ့်မယ်လို့အခိုင်အမာယုံကြည်တဲ့စိတ်အခြေအနေပါဒီယုံကြည်မှုကိုတည်ဆောက်လို့ရတယ်ဘယ်လိုတည်ဆောက်မလဲဆိုတော့ဒုတိယအချက်နဲ့ဆက်ဆက်တယ်ဘယ်လိုမျိုးလဲဒုတိယကမိမိကိုယ်ကိုအကြံပြုခြင်း auto suggestion ပေါ့ဒါကကိုယ့်ရဲ့မသိစိတ် subconscious mind ကို ကိုဖြစ်ချင်လေရတယ် ကိုယုံကြည်တဲ့အချက်တွေနဲ့ပတ်သက်တဲ့အတွေးတွေစကားလုံးတွေကိုထက်ကထက်ကပြောကြဖြည့်သွင်းတဲ့နီလန်းပဲစောက်ထဲမှာဆိုမိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်တဲ့ formula ကိုနှီးစင်အထံထွက်ရွတ်ဆိုခိုင်းတယ်ကိုယ်စိတ်ကိုကိုယ်တိုင် program ချတာမျိုးလားအဲ့လိုသဘောမျိုးပဲဒီသုံးချက်စန္ဒယုံကြည်မှုအကြံပြုခြင်းဒါတွေကအတွေးကိုလက်တွေ့ချက်အောင်လုပ်တဲ့နေရာမှာအဓိကမောင်းနေတာရီပဲဆိုလိုတာကကိုယ်ပါဖြစ်ခြင်းလက်တေးတေးကြချာတိ ဲ့ဒါကိုဖြစ်ကိုဖြစ်ရမယ်လို့ဆွဲဆွဲမြည်မြည်ယုံကြည်ပြီးတော့အဲ့ဒီယုံကြည်ချက်ကိုကိုယ်စိတ်ထဲမှာအမြဲတမ်းပြန်ပြီးအောက်ဖြစ်အသက်သွင်းနေဖို့လိုတယ်ပေါ့နော်တိတိကျကျပဲအဲဒီနေ့ကစကားနဲ့ပြောရရင် mindset ပေါ့နော်ကိုယ့်ရဲ့စိတ်နေစိတ်တာကိုအရင်ဆုံးကျင့်စဉ်တည်ဆောက်ဖို့အရေးကြီးတယ်ဆိုတဲ့သဘောမျိုးဟုတ်ပါတယ် positive mindset ပေါ့ကိုယ်စိတ်ရဲ့စွမ်းအားကိုအရင်ဆုံးအတိအမှတ်ပြုပြီးထိန်းချုပ်နိုင်ဖို့လိုတယ် ဒီအချက်တွေကအခုခေတ်စိတ်ပညာမှာပြောနေကြတဲ့ law of attraction တို့ visualization တို့ affirmations တို့ရဲ့အခြေခံ US အားတွေမြင်အများကြီးတွားတူနေတာတွေ့ရပါလိမ့်မယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဆက်စပ်မှုရှိနေတာပေါ့နော်။ဒါပထမအုပ်စုဒုတိယအုပ်စုကတော့ဒုတိယအုပ်စုကတော့အောင်မြင်မှုအတွက်မှာဖြူဟာများလို့ခေါင်းစဉ်တကြည့်အောင်။အောင်မြင်မှုအတွက်မဟာဖြူဟာတွေ။အင်း။ဘာတွေပါမလဲ။ဒီအုပ်မှာအရေးကြီးတဲ့အချက်၄ချက်လောက်ထည့်ပြောချင်ပါတယ်။ပထမတစ်ခုကအထူးဖြူဘ ਹੁ တုတ္တ specialized knowledge specialized knowledge ဟုတ်တယ်ဟိုကအထွေထွေဘဟုသုတထက် ကိုလုံးမဲ့လုပ်ငန်းကိုဖြစ်ချင်တဲ့အရာနဲ့တိုက်ရိုက်ပတ်သက်တဲ့တိကျတဲ့စနစ်တကျစုစည်းထားပြီးလက်တွေ့အသုံးချနိုင်တဲ့ဘဟုသုတကပို့အရေးကြီးတယ်လို့ဆိုတဲ့ general knowledge တဲ့ပို့ရေးကြီးတယ်ပေါ့ဟုတ်တယ် Henry Ford ရဲ့နာမည်ကျော်တရားခွင်ဦးမှာရှိတယ်လေသူ့ကိုအထွေထွေဘဟုသုတမရှိဘူးလို့စွပ်စွဲတော့သူကသူ့ယုံခွင့်ကခလုတ်တစ်ချက်နှိမ့်လိုက်ုံနဲ့သူ့မေးခွန်းတွေကိုဖြေပေးနိုင်မဲ့ကျွမ်းကျင်သူတွေကိုခေါ်ပေးနိုင်တယ် အရေးကြီးတာကိုယ်တိုင်အကုန်တည်နေဖို့မဟုတ်ပဲလိုအပ်တဲ့ဘဝတုတ္တကိုဘယ်ကရမလဲဘလို့စုစည်းအတုံးချမလဲတည်ဖို့ပဲလို့ပြန်ခြေပေးချက်တယ်အခုခေတ်မှာတရင်အချက်လက်တွေပေါ်လွန်းတော့ကိုလိုအပ်တာကိုရွေးချယ်စုစည်းအတုံးချနိုင်စွမ်းကပိုအရေးကြီးလာတယ်တကယ်ပဲဒုတိယကစိတ်ကူးစိတ်တန် imagination ပါဟေးကစိတ်ကူးစိတ်တန်နှမျိုးပြောတယ်ပေါင်းစပ်စိတ်ကူးစိတ်တန် synthetic imagination ဆိုလိုတာကရှိပီးသားအယူဆတွေအစီအစဉ်တွေကိုပုံစံနဲ့နဲ့ပြန်ပေါင်းဆက်တာ음နောက်တစ်ခုကဖန်တီးမှုစိတ်ကူးစိတ်တန် creative imagination ဒါကလုံးဝအတိတ်တဲ့အကြံဉာဏ်လေးလုံဆောင်မှုတွေရတာမျိုးခိုခိုခိုလာ formula ကိုဝယ်ပြီးကဘာကျော်အောင်လုပ်ခဲ့တဲ့ဇလန်ဟုတ်ဒေါက်တာဂန်ဇာလိုဆိုတဲ့ဖုံးတော်ကြီးကတက်ကတော့ထောင်မှုဒေါ်လာတန်းလိုအပ်ချိန်မှာအဲ့ဒီတက်ကတော့တကယ်ရှိနေပြီဆိုတဲ့စိတ်ကူးနဲ့တရားဟောပြီးငွေရှာနိုင်ခဲ့တာတွေဟာ စိတ်ကူးစိတ်တမ်းရဲ့စွမ်းပါကားကို ပြတယ်ဟုတ်တယ်နော် Ford ရဲ့ V8 engine ဇလန်လဲနာမည်ကြီးပဲ engineer တွေကမဖြစ်နိုင်ဘူးပြောတာကိုသူကဖြစ်ကိုဖြစ်ရမယ်ဆိုပြီးဆက်လုပ်ခိုင်းတာအဲ synthetic imagination ရော creative imagination ကိုတွန်းအားပေးတဲ့ဇွေရော ပေါက်ဆက်သွားလားတတိယအချက်ကစနစ်တကျစီမံကိန်းချမှတ်ခြင်းပါ organized planning မှာ planning ဟုတ်တယ် ကိုစန္ဒာကိုလက်တွေ့ဖြစ်အောင်လုပ်ဖို့တီးကြတဲ့လက်တွေ့ကြတဲ့အစီအစဉ်တွေလိုတယ်။ဒီနေရာမှာအရာရာအရေးကြီးအယူဆတစ်ခုပါလာတယ်။အဲ့ဒါ mastermind အဖွဲ့ဖွဲ့စည်းခြင်းပဲ။ mastermind အဲ့ဒါဘယ်လိုမျိုးလဲ mastermind ဆိုတာကရည်မှန်းချက်တစ်ခုတည်းအတွက်စိတ်တဘောထားတိုက်ဆိုင်ပြီးအသိပညာအတွေ့အကြုံစွမ်းအားတွေကိုတဟာဇာရဖြစ်စွာပေါင်းစပ်ထားတဲ့လူနှစ်ဦးဒါမှမဟုတ်နှစ်ဦးထက်ပိုမဟာမိတ်အဖွဲ့လို့သူကဆိုတယ်။ စိတ်နှစ်ခုတောင်းခုတဟာဇာရဖြစ်စွာပေါင်းလိုက်ရင်တတ္တယမြောက်မမြင်ရတဲ့ဆွမ်းအားတစ်ခု တတ္တယစိတ်တစ်ခုဖြစ်ပေါ်လာပြီးတဦးချင်းစီရဲ့ဆွမ်းအားထက်ပိုကြီးမားတဲ့ရလတ်ကိုရနိုင်တယ်လို့ဆိုလိုတာတယောက်တည်းလောက်တာတဲ့ပိုချီရောက်တဲ့ပေါ့ဟုတ်တယ်ဟုတ်တာသူ့အောင်မြင်မှုအများစုဟာသူ့ရဲ့ master mind အဖွဲ့တွေကြောင်းလို့ပြောခဲ့တယ်ကိုကိုပွန့်ပွန့်လင်းလင်းအကြံပေးနိုင်မယ့်အားပေးကူညီမယ့် master mind အဖွဲ့ရှိဖို့ရည်ကြီးတယ် ပြီးတော့ကိုချရတဲ့အစီအစဉ်မအောင်မြင်ရင်လက်မလျော့ပဲအစီအစဉ်တစ်တီပြန်ဆွဲဖို့လိုတယ်။ Plan A မအောင်မြင် Plan B Plan C ဆက်ရှိရမယ်ပေါ့။ဒါပေါ့စတုထကတော့ဆုံးဖြတ်ချက်ချမှတ်ချက် decision ပါ။ decision making အောင်မြင်တဲ့သူတွေဟာဆုံးဖြတ်ချက်ကိုမြင်မြင်ချလိရှိတယ်။ချပြီးတော့ဆုံးဖြတ်ချက်ကိုလိုအပ်မှပဲဖြည်းဖြည်းချင်းပြောင်းလဲလိရှိတယ်။ကြာရှုံးသူတွေကတော့ဆုံးဖြတ်ချက်ချဖို့နောက်နှေးတတ်တယ်။ချပြီးရင်လည်းခဏခဏပြင်ပြောင်းလိရှိတယ်လို့ဟီယိုကထောက်ပြတယ်။ဟုတ် အမေရိကန်လွတ်လပ်ရေးကြီးညာစာတန်းကိုလက်မှတ်ထိုးခဲ့တဲ့ပုဂ္ဂိုလ်96ဦးရဲ့တတိရှိအဆုံးဖြတ်ချက်ဟာသမိုင်းဝင်ဥမာပဲသူတို့အသက်ကိုဆွန့်ပြီးချခဲ့တဲ့အဆုံးဖြတ်ချက်လေဒါဆိုရင်ပထမအုပ်စုဖြစ်တဲ့စိတ်စွမ်းရာကိုအခြေခံဒုတိယအုပ်စုဖြစ်တဲ့မဟာဗျူဟာရီချမှတ်ပြီးရင်တတိယအုပ်စုကတော့လက်တွေ့အကောင့်အထည်ဖော်မှုနဲ့အတားအဆီးတွေကိုကျော်လွှားတာဖြစ်မှထင်တယ်မှန်ပါတယ် တတိယအုပ်စုကိုဇွဲလုံးလာနဲ့အတားစီများကြော်လွားခြင်းလို့နာမည်ပေးကြည့်အောင်ဒီရောက်မှာအရေးကြီးဆုံးကတော့ဇွဲ persistence ပါပဲဇွဲစန္ဒပြင်းပြမှုကဇွဲကိုမွေးဖွားပေးတယ်ဇွဲဆိုတာစိတ်ဆွမ်းအားတစ်မျိုးပဲအခက်ခဲတွေရှုံးနေမှုတွေကြုံခဲ့ခါလက်မြေမြန်မလျှော့ပဲကိုယ်ရင်မှန်းချစီဆက်ပြီးသွားနိုင်စွမ်းပေါ့ဟီးလ်ကပြောတယ် ကြာရှုံးမှုတိုင်းမှာအဲ့ဒီကြာရှုံးမှုနဲ့တံပိုးတူညီတဲ့အောင်မြင်မှုမျိုးစေ့တစ်ခုပါလာတတ်တယ်။ကြာရှုံးမှုထဲမှာအခွင့်အလမ်းရှာတာပေါ့။ဟုတ်တယ်။ Mrs. Wallace Simpson တို့တမန်တော်မိုဟာမက်တို့ဇလန်လီကဇွဲရဲစွမ်းမကားကိုပြတယ်။ဒီနေ့ခေတ်လုံငန်းရှင်တွေအမှုပညာရှင်တွေဘယ်သူမဆိုအောင်မြင်ဖို့ဆိုရင်ဇွဲကမရှိမဖြစ်ပဲ။အရေးကြီးလို့အရေးချင်းတစ်ခုလို့ပဲနော်။ဒါပေါ့။နောက်တစ်ခုကတော့ကြောက်စိတ်ကိုကြောက်လွှားခြင်း overcoming fear ပါ။ ဟီလ်ကအခြေခံကြောက်စိတ်ချုံမျိုးကို ဖော်ထုတ်ပြထားတယ်။ကြောက်စိတ်ချုံမျိုးဟုတ်တယ်။စင်းရဲမှာကြောက်စိတ်ဝေဘန်ခဲရမှာကြောက်စိတ်ကျမ်းမာရေးချိုးရမှာကြောက်စိတ်အချစ်ဆုံးရှုံးမှာကြောက်စိတ်အိုမင်းမှာကြောက်စိတ်နဲ့တိတ်မှာကြောက်စိတ်တို့ပဲ။ Hmm လူတိုင်းနှိပါကြုံရနိုင်တဲ့ကြောက်စိတ်တွေပဲဟုတ်တယ်ဒီကြောက်စိတ်တွေလားကျွန်တော်တို့ရဲ့အလားအလာတွေကိုချုံနှောင်ထားတဲ့စိတ်ရည်တစ္ဆီတွေပဲသူတို့ကိုဖြစ်စေတဲ့တန်တရားစိတ်တွေမပြတ်တမ်းမှုတွေကိုဖြစ်ရှားနိုင်မှာအောင်မြင်မှုစီတွားနိုင်မယ်လို့ဆိုတယ်ကြောက်စိတ်ကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့လိုတယ်ပေါ့လိုပါတယ်ဒီချက်တွေအလုံးကိုခြုံငုံကြည့်လိုက်ရင်စိတ်ရည်စွမ်းအားကိုယုံကြည်ပြီးမှန်ကန်တဲ့စိတ်နဲ့သဘောထားမွေးမြူတယ်ပြန်အရေးစိတ်ကူးတွေကိုလက်တွေ့ဖြစ်လာအောင်အသိပညာစိတ်ကူးစိတ်သားနဲ့စနစ်တကျအစီအစဉ်ဆွဲတယ် နောက်ဆုံးအခက်ခဲတွေကြုံလာရင်ဇွမ်းနင်းဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ကြော်လွားတယ်ဒီလိုအစ်စ်နေနဲ့တွားနေတာတွေ့ရတယ်ဟုတ်ပါပြီဒါတွေအားလုံးကလူတယောက်ရဲ့အသွင်ပိုင်းစိတ်ပိုင်းဆိုင်ရာပင်ဆွေမှုနဲ့လှုပ်ဆောင်မှုတွေပေါ်မှာပဲအဓိကမူတည်နေပုံပဲနော်ဒါပေမဲ့အဓိကတည်င်းစကားကိုယ့်ရဲ့စိတ်ဟာကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးတဲ့ရှင်သခင်ဖြစ်တယ်ဆိုတာပဲစာအုပ်ထဲမှာပြောထားတဲ့မဟာစီးပွားပြက်ကကြီး Great Depression ကာလကဥပမာရှိရလေ อืมအပြင်လောကမှာဘလောက်ပဲအခက်ခဲတွေပြောင်းလဲတွေရှိနေပါစေကိုယ့်ရဲ့စိတ်တွင်းကဘာကိုထင်းချုံနိုင်စွမ်းအကောင်းမြင်စိတ်နဲ့အခွင့်အလမ်းရှာဖွေနိုင်စွမ်းရှိနေတဲ့အောင်မြင်မှုလမ်းကြောင်းပေါ်ပြန်တက်နိုင်တယ်အခြေအနေတဲ့ကိုယ့်စိတ်ကပိုရည်ကြီးတယ်ဆိုတဲ့သဘောဟုတ်တယ်ဒါကလုပ်ငန်းရှင်တယောက်အတွက်ပဲဖြစ်ကိုယ့်ရဲ့ပန်းတိုင်ကိုရောက်လှမ်းနေတယ်ဘယ်သူအတွက်မဆိုအချိန်တိုင်းကာလတိုင်းမှာမှန်ကန်နေတဲ့သင်ခန်းစာပဲအခုခေတ်လိုတည်င်းချက်လက်တွေရမ်းများပြီးအာယုံနောက်စရာတွေပေါများတဲ့လောကမှာဆိုရင် ကိုယ်စိတ်ကိုအဖြူတဘောဆောင်တဲ့အတွေ့အကြုံနဲ့ပြည့်နေအောင်ထိန်းသိမ်းဖို့ကြောက်စိတ်နဲ့တန်တရားစိတ်တွေကိုဖယ်ရှားဖို့ကအရင်ကထက်တောင်ပိုပြီးအရေးကြီးလာတယ်လို့ပြောနိုင်ပါတယ်။ဟုတ်ကဲ့။စောက်ထေကတခြားယူချက်တွေလည်းရှိတည်တယ်နော်။ Mastermind ရဲ့ Swan RTZ နောက်ပြီးဟို Sex Transmutation လို့ခေါ်တဲ့လင်းဆိုင်ကိုဖန်တီးမှုဆိုင်အဖြစ် ပြောင်းလဲတုံးတာတို့ဟုတ်ဟုတ်မတိစိတ် subconscious mind ရဲ့အခံကဏ္ဍဦးနောက် brain ကအတွေးတွေကိုဘယ်လိုလက်တွေ့ချစ်အောင်လုပ်ပေးတယ်လဲ no six sense ဆိုတာမျိုးတွေอืมအဲ့ဒါတွေကလည်းရနေတဲ့အပိုင်းတွေပါအချိန်ရရင်တော့ဆွေးနွေးကြရတယ်အများကြီးပဲ six transmission ဆိုတာအိုးဒီနေ့ခက်မြင်နေကြည့်ရင်ကိုယ့်ရဲ့ immediate ပြင်တရတဲ့စိတ်ခံစားမှုစွန့်ရင်ဒီလုံဆောင်မှုတွေကိုအမှုပညာစီးပွားရေးတီထွင်ဖန်တီးမှုစတဲ့အကျိုးရှိတဲ့လမ်းကြောင်းတွေပေါ်ပြောင်းပြီးစီစဉ်စေတာလို့နားလည်လို့ရနိုင်ပါတယ် ဖန်တီမှုဆိုင်ရင်အရင်မြစ်တခုလို့သဘောမျိုးပေါ့ဟုတ်ပါတယ်အဲ့ဒီအချက်ဒီအလုံးပေါင်းလိုက်တဲ့အခါ Think and Grow Rich ဆိုတာကငွေကြေးချမ်းသာဖို့နီလန်းတတ်တတ်ကိုပြောနေလာထက်ကိုယ်တကယ်လိုချင်တဲ့ဘလို့အောင်မြင်မှုမျိုးကိုမဆိုအဲ့ဒါငွေရေးချေးဖြည်းဖြစ်နိုင်တယ်အတမွေးဝမ်းကြောင်းဖြစ်နိုင်တယ်ပေါင်းတင်ဆက်ဆံရေးစိတ်ငြိမ်ချမ်းမှုဘာပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒါတွေကိုရရှိဖို့အတွက် ကိုယ့်ရဲ့စိတ်ဆွမ်းအားကိုဘလို့အတုံးချရမလဲဆိုတဲ့အတွေးခေါ်ဆိုင်ရာလမ်းညွှန်းချက်ကြီးတစ်ခုဖြစ်နေတာဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကတကယ်တော့ဒီနေပေါင်းများဆိုတာလူတွေကိုလမ်းညွှန်မှုပေးခဲ့တဲ့ Think and Grow Rich စောက်ကြီးရဲ့ကျပြန်လာတဲ့အကြောင်းအရာတွေထဲကအပေါ်ရန်အပိုင်းလေးပဲရှိပါသေးတယ်ဟုတ်ပါတယ်ဒါပေမဲ့အဓိကအနစ်သာတွေကတော့ရှင်းလင်းပြတ်သားပါတယ်ကျွန်တော်ရဲ့အတွေးခေါ်ယုံကြည်မှုနဲ့ဆွဲလုံးလာတွေက ကျွန်တော်တို့ရဲ့လက်တွေ့ဘဝကံကြမ္မာကိုပုံဖော်နိုင်စွမ်းရှိတယ်ဆိုတာပါပဲဒီသတင်းစကားဟာဆက်စုနှစ်ဒီဘလောက်ပဲကြာခဲ့ကြာခဲ့ဒီနေ့ခဲ့တဲ့အလွန်အပြားအားကောင်းပြီးတက်ဆိုင်နေစေဖြစ်တယ်ဆိုတာပါပဲအတိအကျပါပဲနပိုလီယန်ဟီးလ်ကိုတိုင်ပြောခဲ့တယ်လို့ပေါ့လူသားတွေကြုံတွေ့ရနိုင်တဲ့တစ်ခုတည်းသောကန့်သက်ချက်ဟောက်လူသားတွေရဲ့စိတ်ကူးစိတ်တန်းကိုဖွံ့ဖြိုးအောင်လုပ်ပြီး အသုံးချနိုင်စွမ်းပေါ်မှာပဲမူတည်နေပါတယ်။စိတ်ကူးကကန့်တတ်ချက်မဟုတ်ရင်ဘာမှကန့်တတ်ချက်မရှိဘူးဆိုရတဲ့ပေါ့။ဟုတ်တယ်။ဒါကြောင့်ဒီဆွေးနွေးမှုအဆုံးသတ်မှာစဉ်းစားစရာလေးကခုထားခဲ့ခြင်းပါတယ်။အဲ့ဒါကတော့ကိုယ့်စိတ်ရဲ့အရှင်တခင်ကိုယ်ကံကြမ္မာရဲ့ပူချုပ်ဖြစ်လာဖို့ကိုယ့်ရဲ့အတွေးကိုထိန်းချုပ်နိုင်စွမ်းမှုပတ်တိုင်းအတာအထည်အသုံးပြုပြီးကိုယ်တကယ်လိုချင်လက်ပွားကိုတည်ဆောက်နေပြီလေစကားလေးကိုပြန်ပြီးစမ်းစစ်ကြည့်ဖို့ပါပဲ။